မင်္ဂလာပါဒီတင်စာပေးချင်တာကတော့ဂိမ်းမှုတို့နဲ့တွေ့လို့ထိတ်ဖူးသွားတယ်ဂျိုးကြလေးတို့အကြောင်းပဲဖြစ်ပါတယ်ဂျိုးကြလေးတို့ဟာဆိုရင်ဖြင့်အန်ဖီမှာလှန်တီးခါလဲရတာဒူရင်ဝမ်းနဲ့အယူဖင်မှာနားလဲရတယ်ဆိုတော့ဘယ်ဝိုးမခေကြီးကောင်းလဲဆဲတယ်အဲ့ဒါဂေကြီးတို့ကလည်းကောင်းဆို ထောင်းချက်ကပြောင်းသက်နေတာနှလုံးလာတယ်ကရုံးမဆိုပွဲတော်မစားသေးဘူးသွင်းနေပြီချန်ပီယံတွေပါရီနားမလဲဘူးအိမ်ကွင်းလဲနှိမ်နေမဲ့ဆိုပြီးတရဲနေတို့ကဖဲပြီဆိုတဆုံးဝိုးမ ချိုးကြတို့ကလည်းပွဲမစခင်ကတော့မုတ်ဆိုင်လာတို့တုံးချိန်သားတို့နဲ့ပွဲပြီးမှမှုလိုက်ဆုတ်လိုက်ဖြစ်နေရကဒင်းတို့ဂေကြီးတို့ကလည်းထိတ်သီးဆိုတာပြကြတော့စိတ်ကြီးဝင်နေတဲ့ လက်ကြီးတို့ကိုအကဲ့ကြီးတွေသွဲပြသွားတာတာပဲဟိုးမလက်ကြီးအတော်အော်ချမ်းခုဆိုကဲ့ကြီးတို့ကဝေဝံမှုတွေကြားတဲ့ကပဲအသေးပြန်ဘူးလားအေယာကန်ရဘေးကကေတာအလန်လေးနဲ့မြမလေးတို့အတင်းအပါဝင်ဟင်းသာယုံနဲ့အတင်းမှာတုံတဲ့ဘကိုးကဂျိုးကြဆိုပြီးနှုတ်ဆူတော်ဖြစ်လို့နေပြီဟိုးပါတိတ်ဆိတ်နေတာမဟုတ်ဘူးဂိတ်ကျိတ်နေတာအလဲ ဲ့တော့လောင်တဲ့လူလောင်ပြောင်းတဲ့လူပြောင်းနေလောင်ပြောင်းနေဖြစ်နေပြီကိုပါအဲ့ဒီမှာအဆိုဆုံးကတော့ဂျိုးဂျာဖန်အိုဘာနခါဘူကအဆိုဆုံးဘိုးကအိုဘာနခါဘူဆိုင်းတိုင်းမဆိုင်းတိုင်းဆဲထုတ်ပစ်လိုက်တယ်အလကားဒီတယောက်တည်းရှုပ်နေလို့ အဲ့ဒါနဲ့လားဆိုတော့မဟုတ်သေးဘူးဒူသားနာတော်ဖြစ်နေတဲ့ဆင်မြန်ကြီးတို့အဖွဲ့ကလည်းရောပြောပါလို့ဒူသားနာတော်လဲဆိုတော့ဒါတွေဒုတိယနေရာမှာသသဆုံးတိုင်းနားငယ်နေနေရလို့သတော့ကရောက်နေရတာနှစ်တိုင်းဘိုးပါဆင်မြန်ကြီးဖလားတာမရတာဘွဲတွေကတော့သဘုံရကြကဲအဲ့တော့ဆိုင်းတိုင်းမဆိုင်ဆိုင်အသုံးလေးများနေလို့ဂေကြီးတို့ရဲ့ပိတ်တိချက်တွေကို ပြောပြအပြင်ဂေကြီးတို့ကနှစ်ကိုရှုမဲ့3421ကစားကွက်နဲ့ဘွဲထွက်လာပြီးကစားသမားတွေကတော့ထုံးစံတိုင်းဒီပြ ထုတ်တာမလို့စောက်ဖို့တွေလုပ်ပြီးပြောမနေတော့ဘူး။အလိုပဲချိုးကြတို့ကလည်း4231နဲ့ပွဲထွက်လာပြီးကစားသမားတွေကလည်းစောစောကပြောသလိုပဲအလိုနဲ့ခေါင်းနဲ့လူခေါင်းပန်းနဲ့လူပန်းပြီး ပွဲစားတယ်ဆိုတာနဲ့ခေတူကဒလမညာထီတာလုံလှတဲ့ကရုံးမကတမနေချော်မှာပဲအစုံကုန်တီးထုံသွားလို့ဂျိုးကြတို့နိုးကွာတွေဖြစ်ခဲ့ရပါတယ်အမရင်ဂျိုးကြတို့လည်းစောစောစီ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 စောစောတွေဖြစ်ကုန်ပြီကစားကွက်ကကစားကွားတွေဖြစ်ခေတူကလည်းဖိတီးကြတယ်ဂဘောကတက်ဖြူတာတိုင်ထီလို့မင်းနေ၃၀မှာ ဂိတ်တို့ကံကောင်းတယ်လို့ရေမယိုတော်ဘူးဖြစ်ခဲ့ရသေးတယ်။အကနေအပြန်လာအခွင့်အရေးတွေရခဲ့ပြီးမယ်ဘယ်ဘက်မှကူမရတာကြောင့်ပထမပိုင်း45မိနစ်ပြီးသွားပြီ။ဒုတိယပိုင်းမှာတော့ဂျိုးကြတို့ပြန်လာပြီးထင်ခဲ့ပြီးမယ်။ခေါင်းကြီးရဲ့စောင်းတိချက်ကြောင့်အနိုင်ဆိုးတဲ့၃မှတ်ရရှိခဲ့ပြီးပွဲစဉ်ကကျွဲဖင်ဖြစ်ရင်ပြီးဆုံးသွားပါပြီ။ပေးရင်လည်းမဆက်ချာတော့ဂိတ်ကြီးဆိုတာဆိုင်ကဆိုင်ကဆိုတာဘိုင်ကောင်းတီးရဆိုတာပဲ။ဟိုမှာအားလုံးပဲချေစွတ်တယ်ပါလေ။ညာ